ါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာဟန်ဆိုင်စီမံရေးသားထားတဲ့ရွက်ရော်ကျွေးဆိုတဲ့ဝိထုတိုလေးတပုတ်ပဲဖြစ်ပါတယ်ရှင်ရွက်ရော်ကျွေးตาရပျော်ရွှင်နေတဲ့ငါတို့မိသားစုဘွားလေးတဲ့ညင်ကဘာလို့ဝင်လာရတာလဲနေဝင်လာတဲ့နေ့ကစပြီးငါတို့မိသားစုလေးဒုက္ခပင်လဲဝေခဲ့ရတယ်နေသားငါတို့မိသားစုဘွားလေးတဲ့ကိုဝင်လာခဲ့ရင်ငါဘွားကြီးဟာပြောစရာတွေကြီးပဲဘာလို့ဒီလောက်ထိနေရက်ဆက်ခဲ့ရတာလဲ ဝေကျွေးရှိရင်ဒီဘွားနဲ့တင် ကြေးပါစီတော့လို့ငါဆူတောင်းပါလေငါနံမီကဘာထူငါမိမနံမီကလှရွှေငါတို့သားလေးနံမီကလှထူတဲ့ငါတို့မိသားစုကကြောက်စဲမျိုးနဲ့မောင်းနှောင်ကုန်းရွာမှာနေတယ်ငါတို့လင်မယားကဒီဘွားစာတိပါပဲငါမအဖေရောမေရောမရှိတော့ဘူးငါမိမမှာတော့အမေရှိသေးတယ်ငါကရခမကိုအမေလို့ပဲခေါ်တယ်ဒနီမိုးထင်ရကတုံငန်းရဲအိမ်လေးမှာငါတို့မိသားစု၄ယောက်နေကြတယ် ငါနဲ့ငါမိန်းမကတောင်းရလို့ကြတယ်။အမေကတော့အိမ်လုပ်ငန်းလုပ်ရင်း၄နှစ်အရွယ်သူမီးကိုထိန်းရတာပေါ့။ငါတို့မိသားစုမှာအိမ်နဲ့ဝိုင်းပြင်လယ်လေးဤကနွားတရှင်လက်တစည်းနဲ့ဆိုင်ကယ်တစည်းပိုင်ဆိုင်ရတယ်။ငါတို့မိသားစုဘွားလေးကတိတ်ကိုရိုးရှင်းပါတယ်။မနေ့ကရွာဦးခုံကြီးကျောင်းက၄နာရီတုံးခေါက်တာနဲ့ငါမိန်းမကအိယာရင်ထားပြီးချက်ပြုတ်တယ်။ငါမိန်းမအိယာထားပြီးတိတ်မကြခင်ငါလည်းထားတယ်။နွားနှကောင်ကိုအစာကျွေးဝိုင်းနဲ့တပြည့်စည်းလှဲတယ်။ မနေ့9နာရီထိုးတဲ့အခါအမေနဲ့ငါသားလေးပါထားကြတယ်။ဖះဆုံတော့ကတ်ဖះသူရှိခိုးရင်ငါတို့မိသားစုတွေကုသိုလ်ယူကြတယ်။ဖះရှိခိုးပြီးတော့ငါတို့လေးယောက်မနေ့စာအတူစားကြတယ်။မနေ့စာစားပြီးရာနဲ့ငါနဲ့ငါမိန်းမကငါတို့ရွာနဲ့နည်းနည်းဝေးတဲ့တောထဲကိုတောင်ရလုပ်ငန်းတွေလုပ်ဖို့လှဲကောက်ပြီးသွားကြတယ်။လေးလေစားထမင်းတို့ပါတခါတည်းယူလာရတယ်။အမေကအသက်60ပြည့်ပြီလေ။တနအီလောက်လမ်းလျှောက်မှရောက်တဲ့ငါတို့တောထဲအထိနေလေစားလာမပို့နိုင်ဘူး။ တော်ထဲမှာစပားငရုတ်ပြင်ဘူးဒီတခွားဒီဂျဟင်းငါးဒီနဲ့အဒီရွဲ့အစုံစိုက်ထားတာဟင်းချက်ဖို့အတွက်မပူရတဲ့ပြင် ဟင်းဒီဟင်းရွက်တွေကိုရောင်းရလို့အပေါ်ဝင်ဝင်တိုးတယ်လေငါနဲ့ငါမိန်းမကပစံစုနေကြတာငါတို့လင်မယားနှစ်ယောက်ကစာကိုရေးတဲ့ဖတ်တဲ့ယုံမဲ့တက်ပေမဲ့ငါတို့သားလေးကိုဘွေရပညာတတ်ကြီးဖြစ်တဲ့အထိကြောင်းထားဖို့အဆုံးဖြတ်ထားတယ်။နောက်ပြီးငါတို့သားလေး၅နှစ်ပြည့်တဲ့အခါဝက်သားကျော်နဲ့အလှူကြီးပေးခြင်းလို့ပါငါတို့သားလေးကိုရှင်သာမဏေဖြစ်နဲ့မြင်ကျင်ထားပြီး ငါတို့လက်ထဲမှာလည်းပဆန်တွေတော်တော်လေးစုမိနေပါပြီငါတို့သားလေးအသက်၅နှစ်ပြည့်အောင်စောင့်နေတာတော်ထဲမှာလေပောင်းမှုစရာရှိတာနှုတ်ရေလောင်းစရာရှိတဲ့ဟာအပင်ကိုရေလောင်းကုံစိမ်းလာဝဲတဲ့လူတွေကိုဟင်းသီးဟင်းရွက်ခူးပေးတာနဲ့မနေ့တစ်ပိုင်းကကုံသွားတယ်မွန်းတဲ့တာနဲ့ငါနဲ့ငါမိမထမင်းလက်ဆုံစားကြတယ်ထမင်းစားပြီးတာနဲ့ထရွယ်တဲ့ထဲမှာတရီတမောဝင်အိတ်ကြတယ်ငါရဲ့ချွေးနှံကငါမိမအတွက်ကဘာကျော်ရေမှွေးဖြစ်ပြီး ချွေးစီတွေကြောင့်တဏှခါတွေပြပြစားပြူနေတဲ့ငါမိန်းမရဲ့ပါပြင်တစ်ဖက်ကငါ့အတွက် စပယ်ပန်းဝင်နေပဲအိယာကနိုးလာတဲ့အချိန်နေဘူးရှင်ကနည်းနည်းကြာနေပြီအိယာကတရင်နိုးတာနဲ့ပေါင်းပေါက်စရာရှိတဲ့မြေကို ပေါင်းပေါက်နွားစာအတွက်မျက်ရည်ရွာထဲကကုံစုံဆိုင်မှာတင်ရောက်မှုခူးစရာရှိတဲ့အသည့်ရွက်တွေကိုခူးနေတဏီကုံတို့ကုံသွားမှန်းမသိဘူးနေဝင်ခါနေတဲ့အခါလှဲကောက်ပြီးငါတို့အိမ်ကိုပြန်လာကြတယ်အိမ်ဝင်ဝရောက်တာနဲ့ငါတို့သားလေးကဖေကြီးမေကြီးလို့ ်អော်ပြီးတော့ပြေးလာတယ်ငါတို့လင်မယားနှစ်ယောက်တည်းအမောပြေးစီပေါ့လေကနွားကိုဖြုတ်ပြီးငါသားလေးနဲ့ငါဘောလုံးကန်တန်းကစားတယ်ငါမိန်းမကတော့တောကပြန်လာတာနဲ့ရေးချူတာပဲငါမိန်းမကရေးချူပြီးရင်သားလေးကိုလာခေါ်တယ်သူတို့သားမိအတူတူပုံနှန်းကစားနေတဲ့အချိန်ငါကရေးချူတယ်ငါရေးချူပြီးတာနဲ့အမေပြင်ပေးထားတဲ့ထမင်းဝိုင်းမှာထမင်းတူစားကြတယ်ထမင်းစားပြီးတော့ TV ကလာတဲ့ကိုရီးယားကကြည့်ကြတယ် ဘက်ထရီအိုးနဲ့ချိန်ပြီးကြည့်ရတာမို့တိတ်ပြီးကြာကြာကြည့်လို့မရဘူး။ဇကားတကားလောက်ကြည့်ပြီးတာနဲ့ငါတို့မိသားစုဖျားရှိခိုးပြီးတော့အိယာဝင်ကြတယ်။အခုတလောငါမိန်းမကတရှောင်ရှောင်ဖြစ်လာတယ်။ဘိုက်ကမကြမကြအောင်လာတယ်။ကုံတုံဆိုင်ကစက်စေးတွေဝယ်တောက်နေတော့ခဏတော့တက်တာသွားပြီးစီးမတောက်တာနဲ့ပြန်ပြီးအောင်လာပဲ။ထမင်းနဲ့တိတ်ပြီးမစားနိုင်တော့ဘူး။ယောက်ျားကျုပ်ပိုက်ထဲကတခုခုရှိနေသလိုပဲတော့ညင်တွေလည်းပူနေတယ်လို့ပြောတယ်မသက်သားတဲ့အစုံ ငါတို့ရွာနဲ့သုံးရွာကျော်ကစေကန်းကိုသွားပြတယ်။ငါရောငါမင်းမရောကစေုံစေကန်းဆိုတိတ်ကြောက်တာ။ဆရာဝန်ကပြောတယ်ငါမင်းမကအစာရင်ရောင်နေတာတဲ့။အပူအဆက်လက်ဖက်နဲ့အစာမာလာတွေမစားရဘူးတဲ့။နောက်နေ့စေးထက်လာထုတ်ဖို့ပြောတယ်။ဆရာဝန်စီသုံးရက်လောက်သွားပြီးငါမင်းမရောကကတက်တာလာတယ်။အစာတွေလည်းစားလာတယ်။ငါဖြင့်ပြောလိုက်ရတာ။ဒါပေမဲ့တိတ်ပြီးမကြဘူး။ငါမင်းမကအရင်လိုတရှောင်ရှောင်ပြန်ဖြစ်လာတယ်။ ဘာစားစားနည်းနည်းလေးစားပြီးဗိုက်ပြည့်ပြီလို့ပြောတယ်။ငါမိမကိုကြည့်ရတာဖြူဖြော့နေတာပဲ။အသားတွေလည်းဝါလာတယ်။ငါစိတ်ဆင်းရဲလိုက်တာ။ငါတို့ပြနေကြဆရာဝန်ကြီးပြန်သွားပြတော့ကြောက်စဲမြို့ဘောကိုတက်မှန်သွားရိုက်ခိုင်းတယ်။တက်မှန်ရိုက်ဖို့စောင့်နေတဲ့လူတွေကအများကြီးပဲ။မင်းတယောက်ထဲယောဂဖြစ်နေတာမဟုတ်ပါဘူးကွ။ကြည်စမ်းလူတွေအများကြီးပဲလို့ငါမိမကိုအားပေးစကားဆိုရသေးတယ်။ ။တမန်စာရွက်နဲ့သူ့အဖေစာရွက်ကိုဆရာဝန်ကိုပြန်ပြတော့ဆရာဝန်ရဲ့မျက်နှာကတစ်ချက်ပြက်သွားတယ်။ငါ့ကိုကြွယ်ရခေါ်ပြီးတူတူစကားဆိုတယ်။ငါမိမယောဂါကဆင်းရုံတက်ဖို့လိုတယ်တဲ့။သွေးသွင်းဖို့လည်းလိုတယ်တဲ့။နောက်ငါမိမမှာဖြစ်နေတဲ့ယောဂါနာမည်ကိုပြောပြရင်ဆေးရုံမြင်မြန်တက်ပါတဲ့။ဒီလိုနဲ့ကြောက်စဲမျိုးနဲ့ဆင်းရုံကြီးကို ရောက်ခဲ့ရတယ်။ရေစရာတစ်ခုပြောပြရအောင်မယ်။မတို့နေမယားကတောသူတောင်သားတွေလေဆင်းုံရောက်ခါစားက အင်ဂျီအဖြူထမိန်ခရံရောင်ဝတ်ထားတဲ့မိန်းမကြီးကိုဆရာဝန်မှတ်ပြီးကြောက်လိုက်ရတာနောက်မှသိရတာကအဲ့ဒီမိန်းမကြီးကတန်ရှင်းရေးဝင်တယ်နဲ့လူနာဆောင်တွေကိုဟိန်းဟောင်းနေတာများသူ့ကိုယ်ပိုင်စေယုံကြီးကြနေတာပဲစေယုံမရောက်ရောက်ချင်းငါမိန်းမကိုသူ့တွေဖောက်စစ်တယ်ဒီလောက်နောက်ကြမှလာရသလားဆိုပြီးဆရာဝန်ကြီးကငါ့ကိုဆူတယ်ငါမိန်းမကတိမတက်ကြောက်နေတာငါသိတာပေါ့ငါမိန်းမကိုတနာလိုက်တာဖြစ်နိုင်ရင်သူ့အစားငါပဲဖြစ်လိုက်ချင်းတယ် ငါမိမကိုဒူနာပြုဆီယာမကသွေးတွေလာသွင်းပေးတယ်။ငါမိမကဘာဆာဆာပြန်အန်တယ်။အန်တဲ့အထဲသွေးတွေပါပါလာတယ်။ငါမိမကိုခွဲစိတ်ရမယ်လို့ဆီယာဝင်ကြီးကပြောတယ်။ငါမိမယောဂါကခွဲစိတ်ရင်ပြောင်းပါလားလို့ပြီးတော့ဆီယာဝင်ကြီးကခေါင်းခါတယ်။တေချာပြောလို့မရဘူးတဲ့။ခွဲစိတ်ပြီးအသားစာယူမယ်။တခြားအင်္ဂါရီစီပြတ်မပြတ်ကြည့်ရအောင်မယ်တဲ့။ငါတို့ဆင်းဝူလာလာအရန်နောက်ကြတယ်တဲ့။ငါမိမကအစားကတော့ခွဲစိတ်ပုံညင်းတယ်။သူကြောက်နေတာ။ ငါတိတာပေါ့ဒါပေမဲ့မင်းနေကောင်းသွားမှငါတို့သားလေးကို ရှင်ပြူပေးလို့ရမှာနော်လို့ပြောတော့ငါမိမက ကြောက်ကြောက်လန့်လန့်နဲ့ပဲခွဲစိတ်ဖို့သဘောတူတယ်။သားလေးဆိုလို့ငါသားလေးကိုတရေရလိုက်တာရွာထဲမှာသူ့ဖွားနဲ့နှစ်ယောက်တည်းထားခဲ့ရတာစိတ်ကိုမချဘူး။ငါသားကိုထိန်းနေရတဲ့ပြင် နွားနှကောင်ကိုအစာကျွေးရတာနဲ့အမေလည်းအလုံးရှုံနေမှာပဲ။ငါမိမလည်းသူ့သားကိုလွမ်းတယ်လို့တဖွာဖွာပြောနေတာ။ ငါမိမကိုခွဲစိတ်ပြီးရင်သူ့ရဲ့ယောဂါကအမြင့်ပါမကျန်ပါသွားပါစေလို့ငါဆုတောင်းတယ်။ခမောင်မိမရဲ့အစာရင်ကိစားကဘိုက်ထဲမှာတော်တော်ပြန့်နေပြီ။အသေးမှာရောပြန့်နေပြီ။အခုခွဲထုတ်လိုက်တာကအစာရင်တွေကအကျိတ်ပဲ။သူ့ဝေဒနာခံစားရတာတက်တာသွားအောင်လို့ပါ။ကင်ဆာဆေးတွေဆက်သွင်းဖို့မန္တလေးဆေးရုံကြီးကိုထပ်သွားရမယ်။ကင်ဆာဆေးတွေတွင်းပြီးတဲ့အခါတက်တာလာမှာပါ။ငါဝန်းနေလိုက်တာ။ငါမိမကိုခွဲစိတ်ပြီးတာတော့အစာရင်ကင်ဆာက မပြောက်သေးဘူးတဲ့။ မန္တလေးစေယုံကြီးကိုသွားပြီးကင်စာဆေးတွေသွင်းရအောင်မယ်တဲ့ကျောက်ဆယ်စေယုံကဆင်းပြီးငါတို့ရွာကိုပြန်လာကြတယ်အမေဆိုငါတို့ကိုတွေ့တော့ငိုလိုက်တာตาကတော့ငါဝယ်လာတဲ့အယုတ်တွေနဲ့ကစားပြီးတော့ပျော်နေတယ်ငါအိမ်ထဲမှာရှိတဲ့မှန်တွေအလုံးကိုရိုက်ခွဲပြီးမြေမြုပ်ပစ်လိုက်တယ်ငါမိမကအယူပေါ်အရေးတင်ပဲရှိတော့တာသူ့ရုပ်ကိုသူပြန်မြင်ပြီးသူ့စိတ်ဓာတ်တွေကြာသွားမှဆိုတယ်တော်မညာပါနဲ့တော့နွားနှကောင်ကိုသွားပြီးရောင်းလာမလား ရင်ဝန်စီကနေငါပြင်ပြန်လာချင်းငါမိမကငါကိုမေးတယ်ငါဘာပြန်ပြောရမှန်းမသိဘူးကြောက်စဲစေးုံတက်တုံးကငါတို့သားလေးចောင်းထားဖို့နဲ့ရှင်ပြုပေးဖို့စုထားတဲ့ပတ်စံတွေကုန်သွားတယ်မန္တလေးကိုကင်စာဆွေးတွေသွားသွင်းမှုပတ်စံကမရှိတော့လို့ငါတိတ်မြန်လို့ရတဲ့လောက်ပေါ်ကင်ဘက်ငညိုနဲ့ငနီကိုသွားရောက်ရတာကျုပ်တို့နဲ့တော်လေးဒုက္ခများလာပါပြီတော့ကျုပ်တို့မြန်မြန်သိနေတာပါပဲကျုပ်ရောကမပြောက်ဘူးဆိုတာကျုပ်သိတယ်ငွေဆိုတာလူကလောက်တာပါမိမယား မင်းအသက်လောက်ဘယ်အရာကအရေးကြီးမှမို့လဲဆေးသွင်းပြီးရင်မင်းရဲ့ယောဂါကပျောက်မယ်လို့ဆရာဝန်ကမှားလိုက်တယ်လေမန္တလေးစေုံကြီးကိုငါတို့နေမယားနှစ်ယောက်မျက်စိတငယ်နားတငယ်နဲ့ရောက်ခဲ့ကြတယ်ကိစ္စဌာနမှာဆေးမသွင်းခင်ငါမိန်းမစီကအသွေးတွေဖောက်ကြတယ်ဘာလို့အသွေးတွေခဏခဏဖောက်စစ်ကြတာလဲကြောက်စဲစေုံမှာလည်းခဏခဏဖောက်စစ်ထားတာကိုငါမိန်းမကငါမကြည့်ရတော့ဘူးဘာမှမစားနိုင်လို့ပိန်ကတ်နေပြီအာမရှိတော့တဲ့လူစီကအသွေးတွေကိုခဏခဏ မဖောက်ယူစေခြင်းဘူးကေစာစင်းမသွင်းခင်သူရနေလို့တဲ့သူငါပလင်းအရင်သွင်းနေလူရုံတော်မပေါ်တော့တဲ့ငါမင်းမကိုကြည့်ပြီးငိုပဲနဲ့ငါပါမမျက်ရည်တွေကစီးကြလာတယ်ငါမင်းမမြင်မဆိုးလို့ဝရန်တာပဲပြေးထွက်ပြီးတော့တဤဤရှိုက်ငိုရတယ်ကေစာစင်းတွေသွင်းရင်ငါမင်းမကဝမ်းတွေလျှော်တယ်ငါမင်းမကအသက်ကိုခက်ခက်ခဲခဲရှူနေရတယ်ဆံဝင်တဲ့သူနာပြုတွေငါမိမနာမှာဝိုင်းအောင်ကုန်တယ်။ငါကိုလည်းဆေးတွေသွားဝယ်ခိုင်းတယ်။ ။မမင်းမအနာကဘယ်မှမသွားခြင်းမိမဲ့အ мян ပြေးပြီးတော့ဝယ်ပေးရတယ်။ကင်စာဆေးတွေတွင်းရင်ဝမ်းလျှော့တတ်တယ်တဲ့။ဆရာဝန်မကြီးကငါ့ကိုစိတ်မပူဘူးပြောတယ်။ကြောက်စဲကဆရာဝန်ကြီးပြောတော့ကင်စာဆေးတွေတွင်းပြီးရင်တက်တာမှာတဲ့။မမင်းမကကင်စာဆေးတွေတွင်းပြီးမှတနေ့ထက်တနေ့ပူပူပြီးတော့အားနည်းလာတယ်လို့ပဲ။စားထားတာတွေအကုန်လုံးပြန်အန်တယ်။စားထားတာတွေလို့သာပြောတာ။ဘာကြွေးကြွေးမစားခြင်းမူစီးတောက်ရအောင်မှာဆိုပြီးမင်းဲကိုချော့မော်ပြီးကြွေးရတယ်။ မန္တလေးစင်ုံကြီးမှာတလားနေပြီးဆင်းဝင်ရတယ်။ငမိမကလည်းပိန်တဲ့ထက်ပူပိန်သွားတယ်။နောက်တလားနေစီးတခါလာသွင်းရမယ်တဲ့။ပြေးလိုက်တဲ့ဆေးတွေကိုမှန်မှန်တောက်ဖို့မှားလိုက်တယ်။စင်ုံစင်ဝင်ရတော့ငါနဲ့ငမိမတိတ်ပြီးပြောကြတာပဲ။ငါတို့သားလေးနဲ့ခွဲနေရတာတလားပြီးပြီ။သားလေးကိုအရန်တွေ့ကျင်တာပဲ။စင်ုံအထွက်ကစေးဆိုင်မှာငမိမကအကိုက်ခဲပြောက်ဆင်းနဲ့ဗာမီတွန်းဝင်ဝဲသေးတယ်။ဘာလို့ဝဲတာလဲလို့ငါကမေးတော့သူ့ပိုက်တွေရမ်းလာရင်တောက်ဖို့တဲ့။ ူအိမ်မပြောတဲ့အခါတောက်ဖို့တဲ့ဆောင်းဝင်းမကြီးကဆေးတွေပေးလိုက်တယ်လေလို့ငါစောတကမတက်ခဲ့ပါဘူးငါမိမကြိုက်တာလို့ပါစေဒီချိန်မှာသူ စိတ်ချမ်းသာဖို့ကငါ့အတွက်အရေးကြီးဆုံးပဲအင်ကိုပြန်ရောက်တော့အမေကသူ့သမီးကိုဖက်ပြီးငိုတယ်သူတို့နှစ်ယောက်ကတော့ငါရောသားလေးပါမျက်ရည်ကျတယ်ရွာထဲကလူတချို့လဲငါမိမဆင်းကိုဆင်းလာတယ်ကြားလို့လူမမာလာမေးကြတယ်အခုတော့ငါမိမကထူထောင်ထောင်ပြန်ဖြစ်လာတယ်ခမင်းတွေလည်းစားတယ် လူသားလေးနဲ့အတူပြန်နေရလို့စိတ်ချမ်းသာလာတာနေမှာပြုံးပြုံးရွှင်ရွှင်ပဲငါကတော့နည်းနည်းအလုံးရှုံနေတယ်နည်းနည်းအေကရောင်းဖို့ဝယ်မဲ့လူနဲ့လိုက်ဆက်နေရတယ်မရောင်းလို့မဖြစ်ဘူးငါမိမကိုနောက်တစ်ခါဆေးသွားသွင်းရအောင်မှာဒီညသမင်းဝိုင်းမှာစိတ်ဆိုးစရာကြုံရသေးတယ်ငါမိမပေါ့ဒီမကောင်းသေးပဲသမင်းနဲ့ဟင်းတွေအားလုံးသူတယောက်တည်းချက်ထားတာတဲ့ဘာလို့ချက်ခိုင်းတာလဲလို့အမေကငါကအပြစ်တင်တော့ငါမိမကကြုတ်တဲ့ရာကိုတော်လို့မစားရတာကြာပြီမလား ျုပ်ကအမေသားနေရင်လည်းချက်တာပါတော့လို့ပြောတယ်။ပြောလို့ပြောတာမဟုတ်ဘူး။ငါမိန်းမရဲ့ဟင်းချက်လက်ရာကအရန်ကောင်းတာ။ငါလည်းစားကောင်းကောင်းနဲ့စားပြစ်တာထမင်းသုံးပကံကုန်တယ်။တာလီရောအမေပါအရင်ညတွေထက်ထမင်းကိုပူပြီးစားကြတယ်။ထမင်းစားပြီးသိမ့်မကြဘူး။ငါတို့မိသားစုအိမ်ရောင်ဝင်ခဲ့ကြတယ်။အိတ်ခမ်းကြီးငါမိန်းမကငါပါကိုခပ်ဖွားဖွားလာနန်းတယ်။ငါလည်းမောင်ကိုကောင်းပြီးအိတ်တယ်။ငါလည်းငါမိန်းမကိုငါရင်ဝင်နဲ့ခတ်တင်းနဲ့ဖက်ပြီးအိတ်ပြောသွားတယ်။ ငါမျက်နှာကိုနေရောင်လာထိုးမှလဲ့လို့လာတယ်ဒီလိုနှင်းနှင်းချိုက်ချိုက်မအိပ်ရတာအတော်ကြာသွားပြီပဲငါနှာခေါင်းထဲသွေးညင်နှံ့တွေတိုးဝင်လာတယ်ဟင်ငါမိမကြီးကပါလားငါမိမပါဇက်မှာသွေးတွေစီးကြနေတယ်ငါတို့အိပ်ရာပေါ်မှာသွေးတွေကမြင်မကောင်းဘူးငါမိမမျက်လုံးကပြူးကျယ်ပြီးပါဇက်ကဟောင်းလောင်းဖြစ်နေတယ်ငါမိမရဲ့နှလုံးခုန်တန်းကိုမကြားရတော့ဘူးငါမိမလက်ကိုသွေးခုံလုံးစမ်းမလို့ကြီးလိုက်တော့သူ့လက်ထဲမှာစာရွက်လေးတစ်ရွက်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ထားတယ်။ ။ငါမိမလက်ထဲကသွေးတွေစိုးနေတဲ့စာရွက်ကိုယူပြီးတော့ဖတ်ကြည့်မိတယ်။ယောက်ျားကျုပ်ကိုခွင့်လွတ်ပါတော့။တော်လို့ရှိမှဘာမှမဖြစ်သလိုနေရပေမဲ့ကျုပ်ပိုင်တဲ့ကြွက်တွေဝင်ကိုက်နေတဲ့အတိုင်းပါပဲ။အချိန်တိုင်းနာကျင်နေတာပဲတော့။တော်လို့ရှိမှဘာစားစားခဏနေအစာရင်ကလက်မခံဘူးပြန်အံ့ရတယ်။ဝိရဏတွေကိုအာတင်းခံပြီးတော်ရဲ့အမေရဲ့တားရဲ့ကိုကြုံမြင်နေရတာကျဉ်းက်ပါတယ်။ဒါပေမဲ့တော်ကကျုပ်တို့ပိုင်းနဲ့လယ်တွေကိုရောင်းမှုပြင်နေတယ်ဆို ကြုံတွဲနဲ့သားလေးရှင်ပြုဖို့စုထားတဲ့ပတ်စံတွေကုန်ပြီငညိုနဲ့ငနီလဲတားတက်ယုံရောက်သွားပြီအခုလဲရီပါရောင်းပြင်းရင်တော်မှုဘာနဲ့သွားစားမလဲကျုံရဲ့ယောဂါကကုလို့မပြောက်ဘူးဆိုတာကျုံသိပါတယ်ကျုပ်ကတည်လူပဲကျုံကြောင့်တော်မှုသားအဖအချိန်မဲ့အနေမဲ့မဖြစ်စေခြင်းမူအကြိုက်ခဲပြောက်စေးတစ်ခုလုံးကိုကျုံတောက်လိုက်တယ်ကျုပ်ဝေဒနာခံစားနေရတာကိုတော်မှုမြင်စိတ်ဆင်းရဲနေမှာဆိုလို့တော်မှုစားမဲ့သမင်းနဲ့ဟင်းတဲ့ကိုဘာမီတွန်တွေထည့်ထားတယ် ကျုပ်ကိုခွန့်လို့ပါတော့အမေနဲ့သားလေးကိုလည်းတော်ဆောင်ရှောက်ပေးပါသားလေးကိုရှင်ပြုပေးပါအော်တော်နောင်မင်းမယူမယ်ဆိုလဲကျုပ်ကသဘောတူတယ်ကျုပ်ရဲ့သားလေးကိုမညွညင်မဲ့သူကိုရွေးပြီးယူပါတော့ကျုပ်တွေ့ထားတာတော့ရှိတယ်ခင်စိန်ဆိုရင်မစိုးဘူးကျုပ်တို့နယ်လည်းငယ်တငယ်ချင်းကျုပ်တို့သားကိုလည်းချစ်တယ်ခင်စိန်ငယ်ငယ်တုန်းကတော့ကိုကြိတ်ကြိုက်နေတာကျုပ်တည်တယ်ဒါကြောင့်ခုရီသူကအပြူကြီးလုံနေတာ ဒါပဲတော့ကြုံတောက်ထားတဲ့ဆေးတွေအစွမ်းပြနေပြီထင်ပါရဲ့ကြုံရဲ့ပိုက်ထဲမီးစားနဲ့ထိုးနေတယ်လို့ပဲဒီဘွားမှာတော့ရဲ့မိန်းမဖြစ်ရတာကြုံကျင်တတ်တယ်နောက်ဘွားစတိုင်းလည်းတော့ရဲ့မိန်းမပဲဖြစ်ချင်တယ်တော့ကိုကြုံသိပ်ချစ်တယ်ငါရင်ထဲမှာဟာလာဟင်းလင်းဖြစ်သွားတယ်ငါမိန်းမကဘာလို့ဒီလိုလုပ်ရတာလဲငါမှာလဲတွေရှိသေးတယ်ဝိုင်းနဲ့အိမ်လည်းရှိသေးတယ်ဆိုင်ငယ်တစ်စီးလည်းရှိသေးတယ်ဒါတွေအားလုံးရောင်းပြီးငါမိန်းမကိုကုပေးခြင်းလည်း ငါမိမသာအသက်ငွေငွေရှိနေပါစေငါမှာရှိတဲ့ပစံတွေကုန်သွားလဲငါမိဆွေရီစီကပစံချီပြီးတော့ဆက်ကူပေးမယ်ကြုံခံပြီးဆက်ရဆက်ရပါငါမိမကိုဆက်ကူပေးခြင်းလဲငါမိမရဲ့ယောဂါကကုလို့မပြောက်တော့ဘူးဆိုတာငါသိသားပဲဒါပေမဲ့ငါမိမအသက်ကိုအချိန်ကြာကြီးဆွဲဆန့်ခြင်းသေးတယ်ငါတို့သားဖနာမှာငါမိမကိုရှိနေစေခြင်းလဲငါမိမကိုဖက်ပြီးအားရပါရငါငိုတယ်ငါမိမအသက်ရှင်စဉ်ကသူ့ရှိမှာ ခိန်ချုပ်ခဲရတဲ့မျက်ရည်တွေအသားစီးမဲ့စီးကြလာတယ်။စိတ်ချပါမိမရ။ငါနောင်မိမမယူပါဘူး။အမေနဲ့သားကိုငါဆောင်ရှောက်ပါပါ။ငါတို့သားလေးကိုလည်းရှင်ပြုပေးမယ်။မင်းကိုလည်းသိချစ်တယ်။မင်းပါလို့ဒီလိုလုပ်ရတာလဲကွာ။အမေနဲ့သားလေးကတော့နှင်းနှီးချိုက်ချိုက်အိပ်ပျော်နေသေးပဲ။သူတို့နိုးလာရင်ငါဘလို့ပြောပြရမယ်မသိသေးဘူး။ငါမိမကိုနန်းရှာရင်ငါမြေဝန်းကမျက်ရည်တွေစီးကြနေတယ်။ Look Magazine ဇူလိုင်လ2015 နားဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒီစာကိုဖတ်နေရင်လည်းအရန်စိတ်မကောင်းနေဖြစ်ပြီးတော့မှလည်းအတန်တွေလည်းတုံပြီးတော့မှအဆင်မပြေဖြစ်သွားပါတယ်လို့အားလုံးကိုတောင်းပန်ပါတယ်ရှင်။နားဆင်ပြီးခဲ့သူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။